ဒီနေ့ကလေဝီည7:00နာရီကြီးတော့မကျွန်တော်အခုထိမနက်စာမစားရဘူးနော်အလုတ်ရှုပ်နေတယ်ဝင်းင်းတစ်ခွက်နဲ့ငပြောတိသုံးလုံးနဲ့ပရိုတင်းတစ်ခွက်နဲ့ပဲတောက်ပြီးတော့အလုတ်လုံးနေဒါပေမဲ့ဘိုက်ကမစားအောင်ဘယ်စားအားမလဲတည်င်းနေကြည့်လိုက်တာနဲ့အားရစရာတည်င်းနေကြီးတယ်နော်ခင်ဦးနဲ့ကန့်မလို့မှကြိတ်ထားတာတွေ့ပြီးသွားပြီလားဗီဒီယိုဖိုင်လေးကိုပြီးမှတင်ပြီကျွန်တော်တည်င်းအရင်ပြောပြမယ်နော်အဲ့တော့လက်ရှိဒီနေ့တော်လှန်ရေးအနေထားကလေတော်လှန်ရေးဘက်ကရှုံးစရာမလိုတော့ဘူးဆိုတော့အဲ့ဒါကိုပြောတာ ကျွန်တော်တို့လိုအပ်ချက်ကခက်မမြန်ပွဲပြတ်ဖို့အတွက်ကိုပဲအရေးကြီးတယ်ဘာဖြစ်လို့လဲတော်လိုင်းကြာလေတိုင်းပြည်ကပြည်သူနာလေအဲ့တော့ပြည်သူမနာဖို့အတွက်ခက်မမြန်ပွဲပြတ်ဖို့လိုတယ်ဒါကြောင့်မလို့ဝိုင်းလှုပ်ကြပါဝိုင်းလှုပ်ကြပါဟောတာအခုကမ်းဘလူးမှာစော်ထားတာစစ်ကြောင်းမှာပြုတ်အောင်စော်ကန်ထိတာတွေ့ကြည့်ပေရတဲ့ကောင်တွေထွက်ခဲလို့စိန်ခေါ်ခဲ့တဲ့ကောင်တွေကစစ်ကြောင်းပြုတ်ပြီးတော့ကျော်စိုးပြောနေပြောရင်ခွေးလို့ပြေးတာကျော်စိုးတခါတရင်တွေ့ရတယ်ဟမ်ဘုံမိုက်ခဲဘာဖြစ်လဲခွေး းလို့ပြေးတာလေအခုလည်းအဲ့လိုပဲကန့်ဘလူးမှာဘာဖြစ်တယ်တက်မ33နဲ့ခွေးလို့ပြေးတာတရင်လေးဖတ်ပြမယ်တိလားစကိုင်းတိုင်းကန့်ဘလူးနဲ့ခင်ဦးမြို့နဲ့မှာစစ်တပ်စစ်ကြောင်းပြက်တဲ့အထိတိုက်ခိုက်ခံရပြီးတက်မ33ပြူဟာမှုအလောင်းနဲ့စစ်ကောင်စီတပ်သားတွေအများပြအရှင်ဖမ်းမိတယ်လို့စကိုင်းတိုင်းအချက်ပိုင်းစစ်စင်ရေးတရင်မြစ်ချုပ်ကလူလူနေဦးကိုပြောပါတယ်ဒီနေ့နိုဝင်ဘာလ12ရက်နေ့ကန့်ဘလူးမြို့နဲ့ရင်းတိုက်ရွာနဲ့ခင်ဦးမြို့နဲ့ရှားတော်ရွာမှာ စစ်တပ်စစ်ကြောင်းကိုပကဖ PD ရဲ့အပါအဝင်တော်လိုင်းတပ်ဖွဲ့တွေဂျာပြတ်တိုက်ခိုက်ခံရတာလို့သတင်းရရှိပါတယ်။လက်နက်20ကျော်နဲ့အရှင်တွေလည်းမိထားတဲ့တမတ်33ဗျူဟာမူပါအသေးရတယ်ပြောတယ်လို့စီရေးသတင်းမြစ်ကပြောပါတယ်စစ်တပ်စစ်ကြောင်းပြက်ပြီးလက်နက်ခဲယမ်းတွေရတာကိုကမ်းလူမြို့နယ်ပြည်သူ့ကာကွယ်ရေးဘော်တအူးကအတီးပြုတ်ပါတယ်စစ်တပ်စစ်ကြောင်းကနေ12ဦးအရှင်မိပြီးလက်နက်28လက်ရတယ်လို့ကမ်းလူခရိုင်တိုင်ရင်တောင်တောင် ရှိတူတူကပြည်ပစပရင်ကိုအတီးပြုတ်ပါတယ် ချာတော်လန်ကြီးရဲဘော်တို့ကလည်းစစ်တပ်စစ်ကြောင်းကတေဆုံးဒဏ်ရရတူအဖမ်းခံရတူများပြားပြီးစစ်ကြောင်းတစ်ကြောင်းလုံးမှ20ခန်းသာစခန်းချရနေရာပြန်ရောက်တယ်လို့ပြောပါတယ်စစ်တပ်ဝါရဖြန် Telegram Channel အချို့မှာလည်းကမ်ဘလူမြို့နယ်မှာစစ်ကြောင်းတစ်ခုအဝိုင်းခံရတယ်လို့ရေးသားထားကြပါတယ်ကမ်ဘလူဇီကုံခင်ဦးနယ်မှာ PDF တွေအားကောင်းပြီးစစ်တပ်အချိန်ချင်းခံနေရတာမှုနည်းနည်းရှင်းလင်းဖို့လိုနေပြီဆိုပြီးစစ်တပ်ဝါရဖြန်အောက်တွေကရေးသားထားတာကိုတွေ့ရပါတယ် နမခနယ်တဲ့ PDF တွေအားလုံးအလုံးအင်းနဲ့ရောက်နေပြီးစစ်တပ်ကစစ်တောင်းတွေလိုက်လံရှင်းလင်းနေတယ်လို့ဝါဒဖြန့်နေကြပါတယ်။သခိုင်းတိုင်းပြည်သူ့ကာကွယ်တပ်ဖွဲ့ကနိုဝင်ဘာလ12ရက်နေ့6နာရီညနေ6နာရီခန့်မှာတိုက်ပွဲတထင်ကနဦးထုတ်ပြန်တာမှာကမ်းဘလူခရိုင်ရွှေဘိုခရိုင်တွေမှာစစ်တောင်းထိုးအကြမ်းဖက်နေတဲ့စစ်တပ်စစ်တောင်းကိုယနေ့မှတော်လှန်ရေးတပ်ဖွဲ့တွေကကြားပြတ်တိုက်ခိုက်တာမှာစစ်တပ်စစ်တောင်းထိနာပြီးစစ်တုံးပန်းနဲ့လက်နက်ခဲယမ်းတွေတင်းစဲရရှိခဲ့တယ်လို့ဖော်ပြထားပါတယ်။စစ်တပ်စစ်တောင်းကိုကမ်းဘလူခရိုင်ပကဖ အထူးလှုပ်ရှားတက်ရင်ရေဦးမြို့နယ်ပကပဒူဝင်အဖွဲ့ရွှေဘိုခရိုင်အမှတ်3တက်ရင်ခင်ဦးအမှတ်25တက်ရင်တန့်စင်နဲ့တော်လန်ရင်အင်အားစုတွေကကြားဖြတ်တိုက်ခိုက်ခဲ့တာလို့သိရပါတယ်။ထုံပြန်တဲ့ဒရင်တပ်ပုံမှာစစ်တုံးမဲ့14ဦးလက်နက်မျိုးစုံ20ခန်းနဲ့ခင်းရဲတွေတင်းသေးရရှိတာကိုတွေ့ရပါတယ်။တေဆုံးတိုက်ခိုက်တာတွေညာခဲ့လို့စစ်တပ်ကအနောက်မြောက်တိုင်းစစ်ဌာနချုပ်နမခါကနေဂျိုင်ရိုကော်ပရာ3စီးနဲ့ဒီကနေ့ညနေ3နာရီခွဲဝင်းကျင်မှာလေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့ပါတယ်။နိုဝင်ဘာလ17ရက်ကစပြီးကမ်းမလူနဲ့ ရေဦးမြို့နယ်ဘက်ကနေခင်ဦးမြို့နယ်ကိုစစ်တပ်ကနှစ်ဖက်ညှက်စစ်တောင်းထိုးလာတာဖြစ်ပါတယ်ခင်ဦးနယ်အနောက်မြောက်ချမ်းကကျေးရွာတွေကိုကမ်းမလူနယ်ဘက်ကအင်အားတရာကျော်ပါတဲ့စစ်တပ်ရဲ့ရှေလင်စစ်တောင်းနဲ့ရေဦးမြို့ကနေမူးမြစ်ကူးကတက်လာတဲ့အင်အား80ဝန်းကျင်ပါစစ်တောင်းတို့ကတပြိုင်တည်းစစ်တောင်းထိုးလာလို့ခင်ဦးမြို့နယ်တရင်မှန်ပြန်ကြားရေးကထုတ်ပြန်ထားပါတယ်ဒါကြောင့်ငားယုံကြီးရှားတော်ကြောက်တိုင်ကြည်စုမုံလတာဝတိငင်းကြတရက်တော် ကင်းပြစ်မကြီးဟုတ်ရာတော်မြင်းတောင်တရက်ပင်စုတတပဓောင်းကြီးရွာတွေကတီတူ9000ကျော်ထွက်ပြေးနေရတယ်လို့အတိပေးပါတယ်စစ်တပ်ကစကိုင်းတိုင်းနဲ့ဗျူဟာလန်းတွေမိန်ကျော်တွေတော်နိုင်အင်အားစုထိန်းချုပ်တဲ့နေရာတွေကိုစိုးမိုးဖို့ကြိုးစားနေပြီးဩကောင်းသားကကမ်းပလူမြို့နယ်ကရွှေဘုံမြကြီးနားဗျူဟာလမ်းပိုင်းကိုပြန်လည်ထိန်းချုပ်ခဲ့ပါတယ်ဒါပေမဲ့ခင်ဦးနယ်ကလမ်းပိုင်းကိုဆက်လက်ထိန်းချုပ်ဖို့စစ်တောင်းထိုးခဲ့ပေမဲ့ တော်လိုင်းအင်အားစုတွေကစစ်ကြောင်းပြက်တဲ့အထိတိုက်ခိုက်ခဲ့နိုင်ခဲ့ပါတယ်။စတိမာ22ရက်ကခင်ဦးလမ်းပိုင်းတိုက်ပွဲမှာဒုဗိုလ်မှူးကြီးအဆင့်တွေအပါအဝင် စစ်ကောင်စီတပ်သားတွေတေဆုံးခဲ့ပြီးလက်နက်တွေနဲ့စစ်တုံးပန်းချိုးပါတင်ဆက်ရရှိခဲ့တယ်လို့တပ်ဆိုင်ရာတိုက်ရင်တွေကထုတ်ပြန်ပါတယ်။မချဲတဲ့နိုဝင်ဘာလ22ရက်နေ့ညနေ6:50မိနစ်မှာထပ်မံဖြစ်ဆွဲထားပါတယ်2025ခုနှစ် စက်တင်ဘာ22ရက်မှာခင်ဦးမြို့နယ်မှာစစ်တပ်စစ်တောင်းကိုတော်လိုင်းတပ်များကတိုက်ခိုက်ပြီးတနက်ခဲရန်နဲ့စစ်တုပ်ပန်းများဖမ်းဆီးရရှိခဲ့ရာတော်လိုင်းတပ်တွေကမှတ်တမ်းဓာတ်ပုံရိုက်ကူးစင်ဆိုပြီးတော့ဓာတ်ပုံခင်ဦးပကဖဆိုပြီးတော့ဒီပုံတင်ထားတယ်။ဒါပြီးလို့ချင်းရေဘိုးပိုင်ချဲမှာလည်းတင်ထားတယ်။အဲ့ဒါတော့ဗီဒီယိုဖိုင်ပေါ့။နော်စစ်ခွေးတွေကမှောက်ကုန်တွေလဲနေတယ်။ဘိုးပိုင်ချဲကလည်းတကူလုံးရှင်နေပေနေတယ်။စစ်ခွေးတွေလည်းအကောင်လုံးရှင်နေအကောင်လူးလူး။နော်အဲ့ဒီဗီဒီယိုဖိုင်ကိုကျွန်တော်ပြီးရင်ကျွန်တော် reaction လုပ်ပေးပါမယ်။အဲ့တော့ဒီသတင်းလေးကိုကျွန်တော်အရင်ဒီသတင်းက ်နော် people screen မှာတင်ထားတာဖြစ်ပါတယ်နော်ညနေရက်တွေကတင်ထားတာကျွန်တော်မအားတဲ့အတွက်ကျွန်တော်လည်းမပြောနိုင်ဘူးအဲ့တော့တည်င်းနေကိုကျွန်တော်တို့အပြတ်မခံကြပါနဲ့ပြည်သူတွေအနေနဲ့ဘာဖြစ်လို့လဲကိုတော်လှန်ရေးရေချိန်ဘာဖြစ်နေတယ်ဆိုတော့ကိုလူတိုင်းကိုတည်စေချင်ပါတယ်ဒါကြောင့်မလို့အခုနောက်ပိုင်းမှာကျွန်တော်တို့တည်င်းတော်တော်အစီအစဉ်ဆိုပြီးတော့မီဒီယာတွေမှာတင်ထားတဲ့ဟာတွေရောကျွန်တော်တို့တိတာရယ်စုပေါင်းပြီးတော့ကျွန်တော်တည်င်းတော်တော်အစီအစဉ်ကိုလှုပ်ပေးတယ်ဆိုတာတချို့တွေကြတော့တည်င်းဖက်ကမှပြင်းတယ်အဲ့တော့တည်င်းဖက်ကမှပြင်းတဲ့သူတွေအတွက်ဒီ9မိနစ်10မိနစ်တော့ထိုင်ပြီးနားထောင်လိုက်တာနဲ့ ကျွန်တော်တို့ဖြစ်ပြနေတဲ့တည်င်းတွေတိဝါစေခြင်းလို့ပါအခုဒီနေ့တိုက်ပွဲဆိုရင်ဒါစစ်တောင်းပြုတ်တဲ့အထိစစ်တောင်းမှုဘ ிய ဝမှုကစားမတာပေါ်ရတယ်လက်ရှိဒီစစ်တပ်ဟာသူတို့ရဲ့အတူရောင်ရွေးကောက်ပွဲမကြီးမခင်မှာနေမီဒီစိုးမိုးဖို့ရအောင်အသေးကံစစ်တောင်းထိုးနေတာအဲ့ဒီစစ်တောင်းထိုးပြီးတော့ဒီဂျောမှာရွေးကောက်ပွဲလွတ်လို့ရမယ်ဆိုဘက်ကလေးရွေးကောက်ပွဲကောက်လုပ်လိုက်မယ်အဲပြီးဒီရွေးကောက်ပွဲဘာဖြစ်လဲညာဖြစ်လဲဆိုပြီးတော့တရားမဝင်ညာစွဲကောင်တွေဘဝနေဘာဖြစ်မှာ တရားဝင်နိုင်ငံအုပ်ချုပ်ဝင်ရအောင်ဒီကောင်တွေကစူးစမ်းနေတာအဲ့ဒါအဲ့ဒါအမှန်ကန်ပဲအဲ့တော့ကျွန်တော်တို့ပြည်သူဘက်ကတည်ရမှာကဒီကောင်တွေလှုပ်ရှားတာကိုမျက်ခြေပြတ်မခံဘဲနဲ့ကျွန်တော်စစ်ရေးဘက်အပိုင်းမှာအခုဆိုရင်ဒါခင်ဦးမျိုးနယ်မှာရှိတဲ့အင်အားစုတွေဒီလိုတိုက်ပွဲတပွဲပေါ်ဆောင်လိုက်တယ်ကြည်ဘလောက်ကုန်လဲအော်ကျွန်တော်တို့ကဒီလိုတိုက်ပွဲတွေတိုင်းအားရတယ်မလားရှင်းတတ်တယ်မလားဒါဆိုရင်ကျွန်တော်တို့အဲ့ဒီတိုက်ပွဲတွေပေါ်ဆောင်ဖို့အတွက်တိုက်ပွဲတစ်ခုကိုဘတ်ဂျက်ဘလောက်တုံးဆွဲရတယ်ဆိုတာကိုလည်းပြည်သူတွေအနေနဲ့တိစေချင်တယ်နော် အ ਨੇ ဆုံးဒီတိုက်ပွဲသွားပြစ်မယ်ဆိုရင်ရဲဘော်တယောက်ကိုကြီ253ရံမပါဘဲနဲ့မရဘူးစကန်းတစ်ခုတိမ့်မယ်ဆိုရင်အဲ့တော့ကြီတစ်ထောက်ကိုအခုမြန်မာငွေနဲ့အ ਨੇ ဆုံးက9000 6000ဖြစ်နေပြီနော်ဘတ်ငွေနဲ့ဆိုရင်မှတပုံကြီး9000 6000တော့မကတော့အခုဆို80ကျော်ရောင်းတဲ့ဟာတွေရောင်းကုန်ပြီဆိုတော့နော်တပေါင်းမိမှဖြစ်နေပြီအဲ့တော့ရဲဘော်တယောက်ကဒိုင်းလေးတစ်ချက်ထွက်သွားတာနဲ့ဘယ်လောက်ဖြစ်မလဲပတ်စံမြန်မာငွေတပေါင်းဒီပါနော် တိုင်းတိုင်းနှစ်ချက်ထွက်လာတဲ့မြန်မာငွေ1000ဝန်းနီးပါးလောက်ကုန်ပြီအဲ့တော့ကျွန်တော်တော်လိုင်းဒီတိုက်ပွဲတစ်ခုမှာပြစ်ကြခတ်ကြအပြန်လန်ပြစ်ကြပြီဟဲ့ဆိုရင်ဒီကောင်တွေကဘာလုပ်လဲဆိုတော့စစ်မှုထမ်းပသတပ်သားတစ်တွေကိုရှေ့ရနေပေးပြီးတော့တက်ခိုင်းတယ်မြင်းတွေရှူခိုင်းတယ်မွေးစေဝါးတွေတုံခိုင်းတယ်အရက်တွေတိုက်တယ်အရက်တွေတိုက်တော့မူးကြောင်ယူးကြောင်အဲ့ဒီမြင်းတွေမှာခြာပြီးတော့မြင်းကြောင်ကြောင်ပြီးတော့ပေမာလည်းမတီးပဲရှေ့ရတက်ပြီးတော့စွပစ်တာသူတို့မှကြီးပေါ်တယ်ဒီသူတို့မှတယောက်ကို800 800ထိအောင်တယ်ရတာကောင်ရှိတယ် ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တနင်္လာနေ့တိုင်းဆင်းတော့အလင်းဝင်လာတဲ့ကောင်တယောက်တူပြောပြတယ်ပုံမှန်တော့253ရက်ဆိုပေမဲ့ပိုတဲရတဲ့ကြီးတွေရှိတယ်အဲ့တော့သူတို့ဘက်မှာအဲ့လိုကြီးပေါ်ပေါ်အင်အားကိုဖြုံးပြီးပြီးတော့ဘာလုပ်လဲလူသားတိုင်းလုပ်ပြီးပြစ်တက်ခိုင်းတယ်အဲ့တော့ပန်းစတွေတက်လာတော့ပြစ်ပြီးတက်လာတာလေဒီတိုင်းတက်လာတာမဟုတ်ဘူးမပြစ်ပြန်မပြစ်လို့ရမလားကိုဘက်ကကိုဘက်ကပြန်ပြစ်ရင်ဘာဖြစ်ကုန်လဲတေဝါတယ်တေဝါရင်လဲကြွားရကောင်ကြော်ပြီးထက်တက်လာဆိုတော့ကိုဘက်ကပြစ်ပြစ်ဒီကောင်တွေကဘာလုပ်တာလဲဆိုတော့အဲ့ဒီပန်းစတွေကိုအရင်လှုပ်ပြီးတော့ ကိုယ့်ဘက်က PDF တွေကြီနေွားအောင်ကြီဖြုံးနိုင်တာဘလောက်မှရိုင်းနေစဉ်းစားကြည့်နော်စစ်သားစကော့တပ်ဖွဲ့မှာတောင်းဝင်ထမ်းဆောင်နေတဲ့အောက်လက်ငယ်သားတွေကိုအဲ့လိုအသေးခံတတ်ခိုင်းပြီးတော့ကြီအရင်ပေးဖြုံးခိုင်းတာရန်သူကြီဖြုံးပြီး PDF တွေကြီပါပြီဆိုမှသူတို့ကအနောက်ကနေသူတို့စစ်ကွေးတွေရောဘာတွေရောဒီတန်တေတွေပေါ့အလုံးလိုက်အရင်လိုက်လက်နဲ့ကြီးနဲ့ထုနော်120မမမျိုးနဲ့မှကြုံကြုံတာဆိုအဲ့လိုကြုံပြီးတော့သူတို့လာတယ် လာတဲ့ချိန်မှာကြီပားတဲ့တော်လှန်ရေးအဖွဲ့တွေဆိုရင်မလုပ်ပါဘူးလေစုပ်ပေးရတာလို့သူတို့ကိုအဲအဲ့ဒီ data တွေကိုပြန်လက်လွတ်လိုက်ကြတာလို့ဒါတွေဖြစ်တာအဲ့တော့ကျွန်တော်တို့ဘက်မှာလိုအပ်ချက်ကပါတယ်ကြီမရှိတာပဲဒါကြောင့်မလို့ဒီလိုမျိုးတိုက်ပွဲတွေကြားရင်ဝမ်းတာတယ်အားရတယ်ဆိုရင်ဒီလိုမျိုးတွေဖြစ်ဖို့အတွက်ကျွန်တော်တို့ကရဲဘော်တွေကိုမလုပ်ပါလိုအပ်ချက်တွေဖြည့်ဆည်းပေးထားဖို့လိုတယ်အေးကိုတွေလိုအပ်ချက်တွေဖြည့်ဆည်းပေးထားရဲ့တားနဲ့မှရှိပါတယ်တချို့တော့လက်နက်ကိုင်နော် ိုင်းသားနာမည်ခံထားတဲ့တချို့တော့လက်နက်ကင်နေဆိုရင်ပြည့်ရှမ်းနေတယ်တော်လိုင်းမလုပ်ပါဘူးနော်စီးပွားရေးပဲလုပ်စားတယ်အဲ့လိုမျိုးဆိုရင်တော့တမျိုးဒါပေမဲ့လက်ရှိຫນွေဦးတော်လိုင်းမှာအသက်ပေးနေတိုက်နေကြတဲ့ရဲဘော်တွေအားလုံးဟာကြီးတွေလက်နက်တွေပြည့်စုံနေတဲ့အတိုင်းမတိုက်ပဲထိုင်နေကြတာမဟုတ်ဘူးတိုက်ဖို့အတွက်ကိုရရနီလန်နဲ့တို့ကရှားနေရတယ်နော်ရတဲ့လောက်ရှားပြီးတော့ဘာလို့တိုက်နေကြတာအဲ့တော့ကျွန်တော်တို့ပြည်သူတွေအနေနဲ့ကဒါမျိုးတွေကိုဝိုင်းပြည့်စည်းပေးဖို့လိုအပ်တယ်စိတ်ချပါမင်းအောင်နိုင်ငံဘယ်လိုမှနိုင်လို့မရတော့မယုံကြည်လိုက် ။ဘာဖြစ်လို့လဲ။အခုလက်ရှိလက်နက်ကင်ထားတဲ့တီတုဘက်အချမ်းကအင်အားဟာသူတို့ဘာနဲ့မှပြောလို့မရဘူး။လက်ရှိလေချောင်းလိုင်းနဲ့လေချောင်းကပါနေလို့သူတို့လှုပ်လို့ရဆိုတော့လေချောင်းကစိတ်ဓာတ်စစ်စင်ရင်ပိုင်းလောက်ပဲရှိတယ်။ဘာဖြစ်လို့လေချောင်းမြန်ကိုကိုယ့်ဘက်ကရဲမော်တွေကကောင်းကောင်းတိနေတယ်။ဟိုမထိရဘူးလားမေးတော့ထိရမှုတချို့တလီတော့ရှိပါတယ်။ဒါပေမဲ့ဒီလေချောင်းကြီးကနေသူတို့အနိုင်ယူပြီးတော့တိုက်ပွဲဖော်ဆောင်လို့မရဘူး။စိတ်ဓာတ်စစ်စင်ရင်ရတဖက်ကဒီတော်လိုင်းအဖွဲ့တွေဝင်းရအလင်းငိုက်ဝင်တိုက်မှာလို့ဒါမျိုးတွေလောက်ပဲရှိတယ်။အဲ့တော့ ကြီးတက်တဲ့ဝင်မစည်းပဲနဲ့ဘယ်နယ်ဦးမှာနယ်မြေပိုင်ဆိုးမှုမရအောင်ကြီးတက်ဝင်စည်းဖို့အတွက်တို့ကြီးတက်မှာပတ်စနော်စစ်မှုထမ်းအတင်းအလိုက်ဖမ်းပြီးတော့စစ်မှုထမ်းခိုင်းတဲ့ပတ်စတွေအဲ့ဒီပတ်စတွေကခင်ဗျားဘလောက်ပဲမြင်းနေကြွကြွဘလောက်ပဲအရေးတိုက်တိုက်စိတ်တက်ပိုင်းမှာရှိလားမရှိဘူးအဲ့တော့တို့တန်သေးသေးအစအရင်ကတန်သေးအင်အားဘလောက်ကုန်နေပြီအဲ့တော့စိတ်သက်ပိုင်းအရာမှာကျွန်တော်တို့ဘက်ကဘာမှမဆိုင်တော့ဘူးအခုကြည့်လေဟောဘူပိုင်ကျဲ မှဗီဒီယိုဖိုင်ထဲမှာပြတ်ထားတာစစ်ပွဲတွေတုံးလုံးမနဲ့စောက်ပွဲမကြုံတော့နိုင်မှမပြောင်းဆက်ဆက်လုပ်နေသေးတယ်။ရီးနေတယ်လို့အမစစ်ပွဲတကောင်ပါ။နော်အကောင်းပြောတာဒီကောင်တွေကလေဘာဖြစ်လဲဆိုတော့အမိတ်ပေးချာ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 ငါတို့ချုံးွားတို့ရန်သူဘက်ကဖမ်းခံထိမယ်ဆိုလဲတော်လိုင်းဘက်ကကောင်တွေကငါတို့ထမင်းကောင်းကောင်းကျွေးတယ်။နော်တိတိချာချာဝင်နေဖြစ်ပြီးတယ်ဆိုတဲ့ပုံစံမျိုးနဲ့လူဘဝတာနော်ဒါကြောင့်မလို့အခုအဲ့လိုမျိုးတိုက်ပွဲမှာဖမ်းပြီးတဲ့ကောင်မျိုးကိုလေမလို့အဲ့ပဲရေတော်မတိုက်နဲ့ရှင်းရှင်းပြောပါရင်တော့ဒီကောင်တွေအကြောင်းပြည်သူတွေထွက်ပြေးနေရတဲ့အခုအညာမှာထွက်ပြေးနေရတဲ့စစ်ပေးဆောင်ပြည်သူဘယ်လောက်ရှိပြီလဲ စစ်တပ်စစ်တောင်းထိုးလို့မထွက်ပြေးရတဲ့ဒေသမြန်မာပြည်မှာမရှိဘူးအဲ့တော့ဒီကောင်တွေချောက်ဘာဖြစ်လဲပြည်သူတွေထွက်ပြေးနေရတာပြည်သူတွေအိုးမဲ့အိမ်မဲ့ဒုက္ခရောက်နေရတာအဲ့တော့ဒီလိုကောင်မျိုးတွေမိလိုက်ဒါရာဇဝတ်ကောင်တွေဒီလိုကောင်မျိုးတွေကိုကျွန်တော်တို့စေတနာထားလို့မရဘူးအဲ့တော့ဒီလိုအောင်ပွဲမျိုးကိုတော့ကျွန်တော်တို့ပြည်သူတွေကတော့ပြောစရာမလိုဘူးဝမ်းမန်းတရာကြိုဆိုပြီးသားပါတိုက်ပွဲမှာပါဝင်တဲ့တူရဲကောင်ရဲဘော်တွေအားလုံးကိုလည်းလေးစားတဲ့ဂုံပြုတ်တဲ့ခွေးလို့ပြေးွားတဲ့စစ်ခွေးတွေကိုလည်း ကျမ်းမှာကြပါစေလို့เนาะဒါလေးပြောခြင်းလို့ပါအဲ့ဒါလာပြောတာလေးစားပါတယ်